အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်နဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာ ပေါက်ခေါင်းမြုံနယ်တိုက်ချောင်းရွာကိုမိလာရှို့သော စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုကြောင့်စစ်သားတဦးတေဆုံးပြီးခုနှစ်ဦးဒဏ်ရာရကြောင်းသိရပါတယ်။ပဲခူးတိုင်းပေါက်ခေါင်းမြုံနယ်တိုက်ချောင်းရွာကိုမိလာရှို့သောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုကြောင့်စစ်သားတဦးတေဆုံးပြီးခုနှစ်ဦးဒဏ်ရာရရှိကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် BKI 363တပ်ရင်းမှစစ်ထောက်လှမ်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ကပြောပါတယ်။မေလ26ရက်နေ့နေ့လယ်တနိုင်း15မိနစ်အချိန်ပဲခူးတိုင်းပြီးခရိုင်ပေါက်ခေါင်းမြုံနယ်တိုက်ချောင်းရွာကို မိလာရှုသောစစ်သည်အင်အား90ဦးပါအချမ်းပဲစစ်ကောင်ကြီးစစ်ကြောင်းကိုပြည်သူ့ကကွယ်တပ်ဖွဲ့များကပြစ်ခတ်တိုက်ခဲ့ကြောင်းတိုက်ချောင်းရွာရှိပြည်သူ့နေအိမ်များကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမဲ့မိရှုနေစဉ်ပြည်ခရိုင်ပြည်သူ့ကကွယ်တပ်မတော်363အမှတ်1တိုင်ရင်တက်ခွဲ1တက်ခွဲ4တက်ခွဲ9နဲ့ပေါကောင်းပကဖားတို့ကလက်နက်ကြီးလက်နက်ညာများဖြင့်ပြစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်အဆိုပါစစ်စင်ရေးတိုက်ခိုက်မှုအတွင်အချမ်းပဲစစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်ကလက်နက်ကြီး လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော်လဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များအထူးအခိုက်မရှိကြောင်းသိရပါသည်အချမ်းပဲစစ်ကောင်စီကတိုက်ပွဲအတွင်းတေဆုံးစစ်သားအလောင်းနဲ့ဒဏ်ရာရရှိသူများကိုမေလ26ရက်နေ့ည8နာရီခွဲအချိန်ကားများဖြင့်ပြန်လည်တင်ဆောင်ပြီးပောက်ခေါမဲ့သို့ပြန်လည်ထွက်ခွာသွားကြောင်း363တတရင်စစ်ထောက်လိုင်းရဲ့တရင်နဲ့ပြန်ကြိုက်တာဝန်ခံကပြောပါရယ်ဘကူတိုင်းပောက်ခေါမြို့နယ်တွင်တော်လှန်ရေးတပ်များကအနေမြေဆုံးမှုမှုအခြေအနေတိုးတက်များပြားနေပြီးယခုမေလအတွင်းတစ်ပုတ်စစ်စခန်းနဲ့ တိမ်ကုန်းတာဝါတိုင်းစခန်းများကိုတွန်လှန်ရေးတပ်များကတက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းလည်းသိရပါဗျ။ရန်ကုန်မြို့နယ်ပိုင်း90ကျော်ကွာဘုကုဘောနဲ့ကြည်ရနီးရှိစစ်တပ်ကိတ်စခန်းများကိုစစ်ကြောင်းများကိုတက်ခိုက်မှုကြောင့်စစ်သား6ဦးတည်ဆုံပြီးလက်နက်16လက်သိမ်းဆည်းရမိကြောင်းသိရပါဗျ။ရန်ကုန်မြို့နယ်အမှန်90ကျော်ကွာရန်ကုန်မန်းလေးအမြန်လန်းဘုကုမြို့ဘောနဲ့ကြည်တဝိုက်ရှိစစ်တပ်ကိတ်စခန်းများနဲ့စစ်ကြောင်းများကိုတွန်လှန်ရေးတပ်များကတက်ခိုက်ခဲ့ရာစစ်သား6ဦးတည်ဆုံပြီး လက်နက်၁၆လက်တင်းစီရရှိကြောင်းဗကိုးခရံတန်ရအမှတ်3031တက်ခွဲရွှေချောင်းတက်ခွဲမှာတာဝန်ရှိသူတူကပြောပါတယ်။မင်းလက်၁၈ရက်နေ့နာနက်၂နာရီအချိန်ဗကိုးမြို့နယ်ဘောနကြီးဆောင်တူတိုက်ကြီးမိုင်50လမ်းပိုင်းတနေရာရှိစစ်တီအင်အား15ဦးခန့်ရှိတပ်ဆွဲထားသောဇီတော့ရွာစစ်ကောင်စီဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများကိုလွင့်ယုံထွက်ပြေးသွားကြောင်းသိရပါတယ်။အချိန်၄နာရီလောက်အချိန်ယူခြင်းကပြီးဝင်တိုက်ခဲ့တာပါ။ တို့အလင်းငိုက်မိသွားလို့ထွက်ပြေးတာတန်းနေတာပဲလက်နက်ကကင်းဆောင်တဲ့လူလာပဲပေးထားပြီးကျန်တာတိုက်ထဲတင်ထားတာဆိုတော့အားလုံးနှီးပါလောက်တင်းစီရရှိခဲ့ပါတယ်တပ်ပွဲအားလုံးကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိခဲ့ပါဘူးဟုဘဟုခရံတန်ရင်အမှတ်3031တက်ခွဲရွှေချောင်းတက်ခွဲမှတာဝန်ရှိသူကပြောပါတယ်ရင်းစစ်တက်ဂိတ်စခန်းတွေမှာ G4 အမျိုးအစားတနက်2လက် G3 အမျိုးအစားတနက်2လက် G2 အမျိုးအစားတနက်2လက် M1 ကာပိုင်အမျိုးအစားတနက်9လက်ခွန်တက်သမ 62G 980တောင်း 9.6နှစ် G-box 20ခု M1 carbine G 950တောင်း carbine G-box 18ခု9.56 G 139တောင်းနဲ့9.56 G-box တို့ကိုတင်စီရရှိခဲ့ပြီးစစ်ကောင်စီ gate kings ကောင်ကိုမိရှုပ်ရှင်းလင်းခဲ့ကြောင်းသိရပါဗါးအလားတူမေလ22ရက်နေ့နာနဲ့2:15မိနစ်အချိန်ရန်ကုန်မန္တလေးအမြန်လမန္တန်32မိုင်ခွနဖာလုံးရှိအချမ်းဘက်စစ်ကောင်စီတက်စကန်ကိုဝန်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးပြီး2ဦးတန်ရာရရှိခဲ့ကြောင်းသိရပါဗါးထို့အတူ မေလ24ရက်နေ့နနက်8:40မိနစ်တွင်လည်းဗကိုးမြို့နယ်ဘောနတီဆောင်တူတပ်ကြီးမိုင်90လမ်းပိုင်းတနေရာကိုစစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ဖွဲ့ကိုကြားပြတ်တိုက်ခိုက်ခဲ့ရာပြူစောတိအဖွဲ့၏ဒုတဆိတ်မှုအပါဝင်၄ဦးသေဆုံးပြီး M1 ကာပိုင်အမျိုးအစားတနက်နှံလဲတင်းစီရရှိခဲ့ကြောင်းသိရပါသည်။အဆိုပါတိုက်ခိုက်မှုများကိုဗကိုးခရိုင်တရင်အမှတ်3031တပ်ခွဲသုံးရွှေချောင်းတပ်ခွဲမှရဲဘော်များကလုဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း လက်ရှိတွင်တိုက်ပွဲဖြစ်ပွားရာနေရာတဝိုက်ကိုစစ်ကြောင်းထိုးနေကြောင်းသိရပါတယ်။ကျွန်တော်တို့မှအရေးပေါ်ကြည်လိုအပ်ချက်တွေရှိနေပါတယ်။ကျွန်တော်ခွန်အားရှိသလောက်ရင်းစရာရှိကြအကုန်ရင်းပြီးစ조사နေပါတယ်။အခုချိန်မှာကျွန်တော်တို့ကိုနေသူနေသားတွေအားလုံးဝမ်းဝမ်းကူညီပံ့ပိုးစေချင်ပါပြီ။ကျွန်တော်အင်ပြန်လာတွေနှိဒရက်နီးလာပြီးမှကျွန်တော်တို့အတူတူသမိုင်းမှတ်တမ်းတစ်ခုစိုက်ထူပေးကြဖို့တိုက်တွန်းချင်ပါတယ်။ဘုခရံတရင်အမှတ်3031တက်ခွဲရွှေချောင်းတက်ခွဲမှာတာဝန်ရှိသူတူကပြောပါရယ် လက်ရှိတပ်ဖွဲ့များမှာရန်ကုန်မြို့နယ်မိုင်50ပတ်လည်တွင်ရောက်ရှိလာနေပြီးတော်လှန်ရေးတပ်များကနေရာပေါင်းစုံဖျက်ချက်ကစစ်ကောင်စီတပ်စခန်းများကိုထိုးစစ်ဆင်လက်ရှိကြောင်းသိရပါဗျ။စစ်ရဟရင်နှစင်းကိုပစ်ချပြီးနောက်ဗမော်မြို့သိမ်းတပ်ဖွဲ့ကို KIA ကပြန်လည်စတင်ပြီးစစ်အကား27အနီးရှိဝန်လိုက်ဟိုတယ်စခန်းအပါဝင်ကာကင်းများကို KIA ပူပေါင်းတပ်များကသိမ်းပိုက်ကြောင်းသိရပါဗျ။ကချင်ပြည်နယ်ဗမော်မြို့သိမ်းတပ်ဖွဲ့မှာယနေ့ပြန်လည်ထိုးစစ်ဆင်ပြီး စစ်တပ်၏နောက်ဆုံးလက်ကျန်စခန်းဌာနချုပ်ဖြစ်သောစကခ23အနီးရှိဝန်လိုက်ဟိုတယ်ပါဝင်ကာကင်းအများပြားကို KIA ပူးပေါင်းတပ်များကသိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်ကပြောပါရယ်မေလ29ရက်နေ့နနာ၄နိုင်ကျော်ဝင်းကျင်မှစတင်၍ KIA ပူးပေါင်းမဟာမိတ်တွန်လိုင်းတပ်များကဗမာမျိုးသိမ်းတပ်ပွဲကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း နနက်ပိုင်းတွင်စကက27စစ်ဌာနချုပ်အနီးတွင်တိုက်ပွဲအလွန်ပြင်းထန်ပြီးရင်းအနီးရှိစစ်ကောင်စီခြေကုပ်စခန်းတစ်ခုဖြစ်သောဝင်းလိုက်ဟိုတယ်အပါအဝင်ကာကင်းစခန်းများကို သိမ်းပိုင်နိုင်ခဲ့ကြောင်းသိရပါသည်။မေလ20ရက်နေ့ရဲရဲနှစ်စင်းပြစ်ချပြီးတော့တိုက်ပွဲခဏရပ်ထားတယ်။ဒီမနေ့ပြန်ဆပြီးစကက27နားမှာတိုက်ပွဲပြင်းထန်ဆုံးပဲ။ရန်သူစနိုက်ပါတွေလက်နက်ကြီးတွေဒရုန်းတွေနဲ့အပေါ်စီးကနေပစ်ခတ်နေတဲ့ဝင်းလိုက်ဟိုတယ်ရပြီးဒီမနေ့ရာသီတို့ကလည်းမိုးရွာခဲ့ပြီး ်ပုံမှန်မိုင်းမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်ဟု KAI သတင်းရင်းမြစ်ကပြောဆိုပါတယ်စစ်ကောင်စီတပ်များကဝန်လိုက်ဟိုတယ်အပေါ်မှာစနိုက်ပါများလက်လက်ကြီးများဒရုန်းများဖြင့်ပစ်ခတ်သည့်ဖြင့် KAI တော်လိုင်းတပ်များ၏ထိုးစစ်မှာရှေ့မတက်နိုင်ခဲ့ကြောင်းစစ်ကောင်စီတပ်များကဗမော်မျိုးအတွင်းရှိအထက်မြင့်တိုက်တာများကိုအကာအကွယ်ယူ၍ KAI ထိုးစစ်ကိုဟန်တားခဲ့ကြောင်းယခုခါတွင်စက်ကက21အနီးဆုံးနေရာအထိ KAI တော်လိုင်းတပ်များရောက်ရှိထိုးစစ်ဆင်နေကြောင်းသိရပါတယ်ခရီးအပူပေါ်မှာမိတ်တပ်များက2024ခုနှစ်ဒီဇင်ဘာ4ရက်နေ့ကလေးက ဘော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ပြီး9လကျော်ကြမ်းမြင့်သည့်အထိတိုက်ပွဲများနေ့စဉ်ရက်ဆက်ပြင်းထန်လျက်ရှိကြောင်းသိရပါသည်စကကနဇတိရဲ့ကာကင်စကန်တွေတောက်လျှောက်သိမ်းနေတယ်ဘမိုကိုအွန်လိုင်းဖို့ပြည်သူအားလုံးဝိုင်းဝန်းဆူတောင်းပေးကြပါဟု KIA နဲ့အခြားသတင်းရင်းမြစ်များတို့ကဆိုပါတယ်ဘော်မြို့သိမ်းတိုက်ပွဲတွင် KIA KPDF PDF MOD KNAB ABSDF AA KIA ကိုခတ်တများအပါအဝင်ပူးပေါင်းမဟာမိတ်များပါဝင်နေကြောင်းသိရပါတယ်တိုက်ပွဲများတွင်အုံပြုမဲ့ မောင်းသူမဲ့ဖောက်ခွဲရေးကားကိုမကွေတိုင်းအခြေစိုက်ထားသည့်တပြည်တော်ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF ကတီထွင်ထုတ်လုပ်နိုင်ပြီဟုသိရပါသည်။အဆိုပါကားကိုပြီးခဲ့သည့်2024ခုနှစ်နိုဝင်ဘာလအပြင်တီထွင်အောင်မြင်ခဲ့ခြင်းဖြစ်တော်လဲယခုမှပြည်သူကိုချပြခြင်းဖြစ်ပါတယ်ဟုတပြည်တော်ပကပအတော်ဝန်ခံရဲဘော်ကပြောပါတယ်။မေလ29ရက်နေ့တွင်ကျွန်တော်တို့ဥတီချက်ကရွေချက်ကတော့ကျွန်တော်ပြည်တွင်းစစ်မှာ လူသားအရင်းမြစ်တွေကျွန်တော်တို့ဘက်ကတွန်လိုက်သမားတွေဘက်ကလူသားအရင်းမြစ်တွေဆုံးရှုံးနေနာမှုနည်းနိုင်သမျှနည်းအောင်ညပညာနဲ့ညပညာစစ်ပွဲတွေဆင်နွှဲနိုင်အောင်ကောင်းပါတယ်ညပညာစစ်ပွဲတွေဆင်နွှဲနိုင်အောင်ကျွန်တော်တို့စူးစမ်းတဲ့နဲ့ညပညာရဲ့ခန်းကဏ္ဍကဖြူရင်းစစ်မှာဘယ်လောက်ထိအရေးပါတယ်လဲဆိုတာကိုပြည်သူတရလုံးရောတိုင်းကလုံးရောသိစေချင်တဲ့ရည်ရွယ်ချက်တွေနဲ့ဒီကားကိုကျွန်တော်တို့တီထွင်ခဲ့ရတာပါဗျဟုပြောပါတယ်အဆိုပါကားတစ်စင်းပြင်းပြောက်ချိန်အချိန်၃လကျော်ကြာမြင့်ခဲ့ပြီးကားတစ်စီးတန်ဖိုးချက်3300ကုန်ကျခဲ့သည်ဟု၎င်းကဆက်ပြောပါတယ် အကယ်၍ငွေကြေးတက်နိုင်ပြီးထောက်ပံ့မှုအကောင်းသည့်အဖွဲ့အစည်းများရှိပါကအဆိုပါကားကိုအော်တိုဂီယာစနစ်မဟုတ်သော remote ဖြင့်ထိန်းချုပ်မောင်းနိုင်သည့်ကားကြီးများအထိထုတ်လုပ်နိုင်သည်ဟုပြောပါသည်လက်ရှိတွင်တတော်အရိယာထူထပ်မှုမရှိလင်အဆိုပါကားကိုမီတာတစ်ထောင်ခန့်အထိထိန်းချုပ်မောင်းနိုင်ပြီးငွေကြေးတက်နိုင်သူများကပမိုးခဲ့ပြီဆိုလင်ရင်းအကွာဝေးထက်ပိုမိုထိန်းချုပ်မောင်းနိုင်မည်ဟုလည်း၎င်းကပြောပါသည်တတိယတော့ပကပတာဝန်ခံရဲဘော်ကဒီကားရဲ့အသုံးဝင်နိုင်မှုကတော့နောက်ကစပွန်ဆာတက်နိုင်ရင်တက်နိုင်သလောက်ကျွန်တော်တို့အဆင့်မြင့်ပြီးတော့အများကြီးလှုပ်လို့ရပါတယ်ဗျ ဥပမာ automatic gun လိုပုံစံမျိုးဆက်လက်တွေထည့်သွင်းလို့မောင်းနေတဲ့သူမပါဘဲဆက်လက်တွေထည့်ပြီးတော့ remote control နဲ့ထိန်းချုပ်ပြီးတော့ပြစ်ခတ်နိုင်တာတွေလုပ်လို့ရတယ်။ကားတစ်စင်းလုံးကိုမိုင်းဆင်ပြီးတော့စစ်ကောင်စီဒါမှမဟုတ်ရဲတွေရဲ့အထိုင်စကားတွေစစ်ဆေးဂိတ်တွေကို remote control သုံးပြုပြီးတော့မောင်းသူမပါဘဲနဲ့ဖောက်ခွဲရေးလုပ်လို့လည်းရတာတွေရှိပါတယ်ခင်ဗျာဟုပြောပါတယ်။အဆိုပါကားကိုတိုက်ပွဲများတွင်ပွဲထုတ်နိုင်ရာဖောက်ခွဲရန်ဖို့မတတ်နိုင်သည့်အတွက်ပူပေါင်းပါဝင်လို့သည့်တော်လိုင်းတပ်ဖွဲ့များနဲ့ငွေကြေးတတ်နိုင်သူများကိုတပြေတော့ပကပကဖိတ်ခေါ်လျက်ရှိပါသည်။